ကျွန်တော်တို့ inverter battery တွေမှာမီးလောင်ရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ပြောပြပေးမယ် ဲ့တော့ကျွန်တော်တို့အခုနောက်ပိုင်းနီးပညာတစ်ခုပေါ်လာရပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်ဘက်ထရီတွေမှာမီးတက်ပြီးတဲ့စနစ်ပေါ့။အကယ်လို့ဘက်ထရီမီးလောင်ခဲ့တဲ့ဆိုရင်မီးတက်ပြီးတဲ့စနစ်။အဲသူကဘယ်လိုမျိုးလဲဆိုတော့ cell တစ်ခုချင်းစီမှာကျွန်တော်တို့ error တွေဖြစ်တာတို့အခက်မသိမော်နော်။ကျွန်တော်အကြောင်းကြောင်းကြောင့်စပြီးမီးလောင်လာတယ်ဆိုတာနဲ့ဒီဘက်ထရီတွေကနေပြီးတော့ကျွန်တော်တို့ဒီ fire extinguisher တစ်ခုထည့်ပေးတာပေါ့နော်။အဲ fire extinguisher ကဘာလုပ်ပေးတာလဲဆိုတော့သူက ဒီ gas တွေ release လုပ်ပေးတာဘာ gas လဲဆိုတော့ဒီကျွန်တော်မီသက်ဆေးတွေပေါ့နော်သူ compound တစ်ခုသူ release လုပ်ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ပုံမှန်အရန်လောင်တာထက်ဆိုင်ရင်ကျွန်တော်တို့အများအဖြစ်အဲသူတတ်ပေးမမီသက်ပေးမယ်ပေါ့နော်အဲ့လိုမျိုးစနစ်လေးကျွန်တော်တို့နောက်ပိုင်း battery တွေမှာပါလာတယ်အဲ့တော့အဲ့ battery ကကျွန်တော်တို့အခုကျွန်တော် power board မှာရောင်းနေတယ်ပေါ့နော်ဘယ်လိုမျိုး battery လဲဆိုတော့ကျွန်တော်ပြပေးမယ်အဲ့မီသက်စနစ်တစ်ခုတောင်မဟုတ်ဘူးကျွန်တော်စီမှာနှစ်ခုပါတယ်ဘယ်လိုမျိုး battery လဲဆိုတော့တစ်ချက်ကြည့်လိုက်အောင်ကဲအဲ့ battery ကတော့ solid battery ပဲဖြစ်ပါတယ်ဟုတ်ပါတယ် အဲကျွန်တော်တို့ဆိုလီဘိုစရအောင်ခရေကနေဒီစနစ်အကြောင်းစပြီးမကျင်ညာခဲ့ဘူးပေါ့နော်အဲကျွန်တော်တို့ထည့်ထားရဲဆိုတဲ့ဟာကိုအဲတချို့ customer တွေလာရင်ပဲကျွန်တော်တို့ပြောပြခဲ့တာပေါ့အဲတော့အခုကကျတော့ကျွန်တော်တို့ဒီမှာကအဲဒီနီးပညာကျွန်တော်တို့ပြောပြမှရတော့မယ်ဆိုတော့ကျွန်တော်တို့ပြောပြတာအဲသူကကျွန်တော်တို့ဒီ battery cell နှစ်ခုရဲ့အောက်မှာအဲ fire extinguisher နှစ်ခုပါပေါ့နော်ဒီ gas release လုပ်ပြီးတဲ့ဟာအသေးလေးနှစ်ခုပါဝင်တယ်သူကအကြီးလေးထည့်လို့မရဘူးပေါ့နော်အဲပြောမယ်ဆိုရင်ဗျာကျွန်တော်တို့အထင်းသဘောနဲ့ပေါ့အဲကျွန်တော်တို့ကာကွယ်လက်ကာကွယ်ပေးမယ်ထင်းလို့ရ နိုင်တော့သူထိမ့်မိမယ်ပေါ့နော်အဲ့လိုမျိုးလေးထည့်ပေးတာအဲ့တော့ Solivo ရဲ့ကျွန်တော်တို့ feature လေးကျွန်တော်ထပ်ပြောပြပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါကတော့အဲ51.2 300Ah Solivo battery ပဲဖြစ်တယ်300 Ah ပြင်မယ်ကျွန်တော်တို့အထဲထဲမှာပါတဲ့ cell ကတော့ကျွန်တော်တို့ Helium cell 314ah ကိုတုံးမိတာလေအဲ့တော့ hidium ကကျွန်တော်တို့တကဘာလုံးမှာရှိတဲ့ကျွန်တော်တို့ top 10 list ထဲမှာပါတယ် battery cell အမျိုးအစားဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ cell တစ်ခုချင်းစီကကျွန်တော်တို့ cycle count 10000ပါဝင်တယ်ကျွန်တော် battery တစ်ခုလုံးမှာကျွန်တော်တို့ပေါင်းပြီးတော့တွက်လိုက်မယ်ဆိုရင် cycle 8000တိကိုကျွန်တော်တို့ကောင်းကောင်းတုံးလို့ရတယ်အဲ့ဒီအပြင်ကိုကျွန်တော်ဒီမှာပါဝင်တဲ့ BMS ကကြတော့ကျွန်တော် Pace BMS ကိုတုံးတာတယ်။ Pace BMS ကကျွန်တော်ဒီရှိတဲ့ inverter တွေအကုန်လုံးနဲ့ကျွန်တော်တို့ ကျွန်တော်ဒီဘာပေါ့နော်လန်ကျိုးနဲ့ကျွန်တော် BMS ချိတ်လို့ရတယ်ပြောချင်တာကဗျာကျွန်တော်အဲ့လိုမျိုး BMS ချိတ်ထားတယ်ဆိုရင်ဘက်ထရီကကျွန်တော် cell မညိတာတွေပါတယ်မဖြစ်တော့ဘူးတော့က inverter ကို तू က तू ဘယ်လောက်နဲ့အားသွင်းမှာဆိုတာကို तू ကနေပြီးတော့ခိုင်းမှာပေါ့နော်တစ်ဆင့်အဲ့လိုမျိုး BMS စနစ်ကိုကျွန်တော်ချိတ်လို့ရတဲ့ဟာပါဝင်နေအပြီးွားရင် तू ကတခါတည်း breaker ပါပြီးသားကျွန်တော် breaker ထပ်ဝယ်စရာမလိုဘူး battery မှာ breaker ပါပြီးသားဆိုတော့ safety အနေနဲ့ကျွန်တော် error တွေတက်တယ်တခုဖြစ်တယ်ဆိုရင် तू က breaker ကြပြီးွားမယ်ပေါ့နော်အဲ့ဒီတခုလည်းရှိရပြီးအမခံကျွန်တော်တို့ငားနေပေးရတယ် ပြီးရင်နောက်တစ်ခုကကြတော့ပုံမှန်တာမန်ဘက်ထရီထက်သူကရာဂိုင်နှုန်းပို့တုံးလို့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့80ရာဂိုင်နှုန်းမဟုတ်ဘဲနဲ့60ရာဂိုင်နှုန်းအထိတုံးလို့ရတယ်ပြောမယ်ဆိုရင်ကျွန်တော်ပုံမှန်တာမန်ဘက်ထရီထက်ပို့ပြီးတော့ကျွန်တော်တို့ AH ပို့ခံတယ်ပေါ့နော်အချိန်ပို့ခံလိုက်မယ်အဲအဲ့တခုအသာကျက်လေးရှိတယ်အဲ့တော့ဒါလေးကျွန်တော်ပြောပြချင်တယ်ပြီးတော့ဈေးနှုန်းဈေးနှုန်းကလည်းကျွန်တော်တို့85သိန်းလောက် တန်တယ်ပေါ့နော်ပုံမှန်အဖြစ်85သိန်းဆိုရင်တော့ဒါတော်တော်တတ်တာအနေနဲ့ပြောရမယ်အဲ့ဒါအောင်မှကျွန်တော်တို့ကထပ်ပြီးတော့9သိန်း9သန်းလောက်ကျွန်တော် discount ချပေးထားတယ်ဘယ်လောက်လဲရောင်းလို့ရလဲဆိုတော့ကျွန်တော်ဝယ်လို့ရလဲဆိုတော့69သိန်း9သန်းနဲ့ကျွန်တော်တို့ဝယ်လို့ရပါတယ် inverter တွေကကျွန်တော်ဒီကအစုံ inverter တွေအစုံအကုန်လုံးနဲ့ကျွန်တော်တို့ချိန်လို့ရတယ် BMS မိတယ်အဲကျွန်တော်တို့တက်ပြီးပြီပေါ့ကျွန်တော်တို့အစုံရင်တော်တော်များများ90တရာလောက်ကျွန်တော်တို့တက်ပြီးပြီ เนาะ error လည်းအရင်နေတဲ့နေရာမှာပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြပြချင်တာဖြစ်တယ်အဝဲဂျင်နယ်ဆိုရင်ကျွန်တော်တို့တာဝန်ဆိုင်မှာလည်းဝယ်လို့ရတယ်မြောက်ရကုန်ဆိုင်မှာလည်းဝယ်လို့ရတယ်နေရကျွန်တော်တို့ customer လည်းမှားတယ်ဆိုရင်ကျွန်တော်တို့တိတ်ချလေး duty license ဟိုဟာလေးနဲ့ကျွန်တော်တို့ဒီစာရွက်လေးနဲ့ပါတစ်ခါတည်းထည့်ပေးမယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်နေဘူးပို့တဲ့အချိန်ကျရင်ကျွန်တော်တို့ဒီ duty license လေးအခုနောက်ပိုင်းလိုနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးပဲထည့်ပေးတယ်ပေါ့နော်ပြီးတော့ကျွန်တော်မိတ်ဆွေတွေ တဆင့်ပြန်လဲရောင်းချင်တဲ့မိတ်ဆွေတွေရှိရဆိုရင်လည်းကျွန်တော်တို့စီရနေပြီးတော့အာအလုံးကြီးအတွက်တစ်ခုနဲ့ကျွန်တော်တို့ဇင်းနှုံးတစ်ခုနဲ့ကျွန်တော်ဝယ်လို့ရပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြပေးချင်တာဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ကိုရဲပါ